ယင်းဒီမြုပ်နှံသူအမြန်ပုတ်ကုန်ထုတ်ကုန်ဈေးကွက်တီထောင်သူတွေကအယောင်းသမားတွေနဲ့တူတယ်သူတို့ထုတ်ရောင်းချင်တာကိုကြိုက်စင်းနဲ့ရရင်မြန်မြန်ရောင်းလို့ရသည်မြအမြန်ဆုံးရောင်းထွက်သွားဖို့ပဲယင်းဒီမြုပ်နှံတဲ့သူတွေလည်းထိုနေ၎င်းပါပဲဈေးကောင်းစေကောင်းမဲ့အရာကိုစေကောင်းကောင်းနဲ့ရောင်းထုတ်ပြီးအမျက်အများများ ရကျင်လို့ဒီအလောက်ကို လုံနေတာလေခတ်တာက တီထောင်သူတွေကနအူတင်ပြလာမဲ့အကြောင်းအချက်အလက်တွေကဘယ်တော့မှ မလုံလောက်ဘူးဆိုလိုတာက ဆုံးချက်ချက်တစ်ခုဆပေးလိုက်ဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်လွယ်လွယ်မရတာပါ အရင်းရှင်တယောက်အနေနဲ့စကားချရွေးချယ်စစ်ထုတ်ပြီးတော်မှတလတလတီထောင်သူတွေ ကော်မတီအသစ်တွေအများကြီးနဲ့တွေ့ရတယ်ပြည်ရန်ရောက်လာသည်မှတွေ့ဆုံလိုက်သည်မှတီထောင်သူတိုင်းလူလူပြောနေကြစကားကဘယ်လိုနယ်ပယ်ထဲပယ်ဝင်ဝင်သူတို့သာလဲအကောင်ဆုံးအသင့်တော်ဆုံးအစဉ်ပြေဆုံးဆိုတာပါပဲဟုတ်တော်ရှိမဟုတ်တော်ညာဘယ်လိုမှမသိနိုင်ဘူးရဲ့တိတ်ခတ်တာပြအများအားဖြင့် လေပေါ်တဲ့သူတွေအများကြီးပဲဒါကြောင့်လဲတီထောင်သူထက် သူတို့လှုပ်ချင်တဲ့လုပ်ငန်းနဲ့နယ်ပယ်ကို ပို့သိချင်ကြတာပါဟောသူတို့လုပ်ခဲ့လုပ်ငန်းအကြောင်းကိုသိနေမှတော့ဘာလို့သူတို့ကိုပေးနေအောင်မှလဲကိုဟာကိုပဲလှုပ်လိုက်တော့မှာပေါ့စိတ်အပင်ပန်းခံပြီးတီထောင်သူတွေရဲ့ပုံမြင်စကားတွေနားထောင်နေကြရမလို့တော့ဘူးလေ ဆိုပြန်ရင်လဲ ထင်သလောက်မယိုးရှင်းဘူးဗျစွန်စားစီးပွားရေးလောကမှာဘယ်လို ရင်းနှီးမြှုပ်နှံမှုပဲလုပ်ပါစေဘယ်တော့မှ လုံလောက်တဲ့အဆက်အလက်မရဘူးဗျအမြဲလိုလိုလောင်းကြီးရှာရတာမျိုးတွေကြည်ပါပဲတခါတလေအချို့အရာတွေကသေးချာတလို့ဖြစ်ခြင်းဖြစ်သွားမယ်မသေးချာပြီမဲ့ sorry အချို့အရာတွေကသေးချာတလို့ဖြစ်ရင်ဖြစ်သွားမယ် မတိချာပေမဲ့စွန့်စားလရတာမျိုးလဲလှုပ်ခြင်းလှုပ်ရတာပါပဲဘယ်တော့ပဲတတိထားနိုင်ပါစေပါးနဲ့ပါစေဈေးကွက်ထဲဘာတွေဖြစ်လာမယ်ဆိုတာကိုဘယ်ပညာရှင်ကမှ မခန့်မှန်းနိုင်ပါဘူးတည်ထောင်သူလဲမတိတလို့ရင်းနှီးမြုပ်နှံသူလဲမတိပါဘူးရဲ့ဒီအတိုင်းစွန့်စားလရတာများတယ်ကံအကြောင်းပေါ်မတိနိုင်တဲ့မတိနိုင်မှုတွေ ပြီးခဲ့တဲ့နှစ်ကတည်းကကျွန်တော်တင်ကြားပေးခဲ့တဲ့စွန့်ဦးတီထွန်းလုပ်ငန်းရှင်အတန်းမှာ ဖိတ်ကြားခံဧည့်သည်အနေနဲ့ဟောပြောပေးဖို့တီထောင်သူတယောက်ကိုအကူအညီတောင်းခဲ့သေးတယ်။တီထောင်သူတွေထုံးစံအတိုင်းသူတို့ပြောနေကြတွင်ဆတာမျိုးတွေကို လောကထဲမှာတကယ်လုံးတမျိုးမျိုးစပြသွားကြတယ်။ဟောပြောရေးကိစ္စကြီးသွားလို့သူတို့တွေပြန်သွားတော့မှ တဒန်းလုံးကိုကျွန်တော်မေးခွန်းထုတ်လိုက်တယ်။သူတို့ပြောသွားတဲ့လုပ်ငန်းမှာ အရင်ချင်းတယောက်အနေနဲ့ရင်းနှီးမြှုပ်နှံရရဲ့အတွက်ဆုံးဖြတ်ချက်ဆရမယ်ဆိုရင်ဘာတွေသိဖို့လိုအပ်အောင်မယ်ထင်လဲလို့မေးလိုက်တော့သင်တန်းသားတွေတယောက်ပြီးတယောက်အကြောင်းပြချက်ကိုယ်စီနဲ့ဆွေးနွေးကြပါတယ်။အချို့ကသူတို့လုပ်ငန်းရဲ့ထုတ်ကုန်အကြောင်းကိုပိုပြောတဲ့နဲ့ အချို့ကတုံးဆွဲသူကစ္စတမာတွေရဲ့အမြင်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုလိုသေးတယ်လက်လီစိနဲ့လက်ကားစိကွာခြားချက်တွေအကြောင်းပူပြောတင်တယ်ဈေးကွက်ထဲဖြန့်ကျင်ရေးဆိုင်ရာအချက်လက်တွေလိုသေးတယ်တီထောင်သူတွေအနေနဲ့အရင်ဆုံးစမ်းသပ်စစ်ဆေးပြီးမှဈေးကွက် သဘာဝကိုပြောတင်တယ်စတဲ့ဖြစ်အများကြီးပဲဆွေးနွေးကြတယ် တင်နန်းသားတွေဆွေးနွေးသမျှအားလုံးလိုလိုကအရေးကြီးမေးခွန်းတွေဖြစ်တယ်လို့အရင်ချင်းတယောက်အနေနဲ့ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်တည်းအမြဲစစ်စစ်ဆန်းစစ်တင်တဲ့အချက်တွေကိုပဲထောက်ပြဆွေးနွေးသွားကြတာပါအဲ့ဒီတော့ကျွန်တော်တို့သူတို့ကိုပြန်ပြောလိုက်တယ်အခုသူတို့အားလုံးလိုချင်တဲ့တည်င်းအချက်လက်တွေထိုက် ထရတော့မှာမဟုတ်ဘူးအဲ့ဒီအပြင်ရာထာတိထာတာကိုပဲအခြေခံပြီးရင်းနှီးမြှောက်နှံဖို့တင့်မတဲ့ဆုံးဖြတ်သွားရမှာပြီးတော့တီထောင်သူတွေဘက်ကလည်းသူတို့ကုန်ပစ္စည်းကို အခုတောင်းဆိုလာတဲ့မတီရင်းနှီးငွေစီအုံးမှလည်းအကောင့်ထဲပေါ်နိုင်မှာဖြစ်ကြောင်းဈေးကွက်ထဲထုတ်ပြီးသုံးဆွဲသူအမြန်ရယူရမှာဖြစ်ကြောင်း ီလိုလောဖို့အတွက်လုံလောက်တဲ့အရင်းအမြစ်တွေဝန်တန်းတွေလိုအပ်ကြောင်းတံပြန်ဆွေးနွေးလိုက်တဲ့အဲ့ဒီလိုတံပြန်အဖြေတစ်ခုပေးပြီးမှ နောက်ထပ်မေးခွန်းတစ်ခုထုတ်လိုက်တဲ့အဲ့ဒီတော့အခုဘယ်သူယင်းဒီမြုပ်နိုင်မလဲဘာမှကြီးကြီးရာရာတေးသေးချာချာမတိသေးပဲနဲ့တောင်မှမတိသေးပဲနဲ့တောင်မှပေါ့ ြောလိုက်ရောလက်ချိုးထောင်တဲ့ sorry လက်ညိုးထောင်တဲ့သူကတော်တော်လေးနေသွားတယ်ဒါကြောင့်ကျွန်တော်ချင်းပြပေးလိုက်တယ်စွန့်စားစီးပွားရေးနဲ့ရင်းနှီးမြုပ်နှံတဲ့အလောက်ကခင်းတလောက်မယိုးရှင်းပါဘူးသိခွင့်ရတာထက် သိနိုင်တာတွေညားနေတဲ့အကြာထက်ကအကောင်းဆုံးဖြစ်နိုင်လောက်မဲ့အရာကိုမြက်ကန်လောင်းကြီးစတာမျိုးဖြစ်ပါတယ် တည်ထောင်သူတွေရော ကျွန်တော်အတန်းတဲကသင်္ဍန်းသားတွေရောအားလုံးလိုလိုကသေစာသိမသေစာလုံနိုင်မယ်ဆိုတဲ့တမယိုးကြအမြင်ကိုစွန့်လွတ်ပြီးပြုဥ္စမှန်သမျှမရေရာတဲ့သဘောတရားကိုလက်ခံတတ်ဖို့လိုပါတယ်သေစာတဲ့လို့ထင်ထားတာထင်ထားကာမပုံပြီးအန္တရာယ်များပါသေးတယ်မသိနိုင်တာကို မသိတဲ့အတိုင်း လောင်းကြီးထက်လိုက်တာကမှတိတိကြီးနဲ့မသေးချာတာကိုအပုံကြီးယုံလိုက်တာထက် အကျိုးပိုချိနိုင်ပါသေးတယ်တီထောင်သူတွေဘက်ကတင်ပြလာမဲ့အကြောင်းအချက်အလက်တွေအများစုကများသောအားဖြင့်သူတို့ရဲ့လုပ်ငန်းဟာသို့မဟုတ်သူတို့ရဲ့ကုမ္ပဏီကဈေးကွက်ထဲသို့မဟုတ်လုပ်ငန်းနယ်ပယ်ထဲရှိနေတဲ့အကြောင်းတိုက်တွန်းချက်တွေဖြစ်ပြီးဘယ်နေရာဘယ်ဈေးကွက် ဘယ်နယ်ပယ်မှာဘယ်လိုလိုအပ်ချက်သို့မဟုတ်မှားယွင်းချက်သို့မဟုတ်လွဲချော်ချက် ရှိနေပြီးအဲ့ဒီလိုအပ်ချက်မှားယွင်းချက် လွဲချော်ချက်တွေနဲ့ဈေးကွက်အပေါ်တက်ရောက်မှု လူမှုအတိုင်းအဝိုင်းပေါ်တက်ရောက်မှုစသဖြင့်တက်ရောက်မှု ပမာဏရဲ့ကြီးကျယ်ပုံတွေဘယ်လိုအကြောင်းတွေကြောင့်အရင်က မသိခဲ့ကြပေမဲ့အခုဘယ်လိုသောအကြောင်းအချက်လက်တွေကြောင့် ိလာရတယ်ဒါကြောင့်အခုဒီလိုလုံးတင်ပြီးဒီလိုသာရင်းနှီးမြုံနှံလိုက်မယ်ဆိုရင်ဒီလောက်ဒီကိုဒီလောက်ဒီလိုအကျိုးကျေးဇူးတွေဖြစ်နိုင်တယ်ဆိုတာတွေကိုကြောပြတာမျိုးတွေပါရင်းနှီးမြုံနှံသူတယောက်အနေနဲ့တင်ပြလာသမျှတွေကနေခိုင်မာတဲ့သတင်းအချက်လက်တွေစစ်ထုတ်တက်ရပါတယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်လောင်းတီထောင်သူ တင်ပြနေတဲ့ ဈေးကွက်အလားအလားသူတို့ထုတ်လုပ်သွားမဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေရဲ့အရေးပါမှုအတုံးကြမှုအခြေအနေသူတို့ကိုယ်စီရဲ့အရေးအချင်းကြောထောက်နောက်ကစွမ်းဆောင်ရည်ကိုယ်ရည်ကိုယ်သွေးစသဖြင့်အချိန်တော်အတွင်းကောက်ချက်တစ်ခုစမှတ်နိုင်အောင်အကဲခတ်ရတဲ့အချိန်ဆွဲနေလို့တော့မရဘူးဗျအစင်းမပြေတာကိုအချိန်ဆွဲပြီး အတွေးများနေရန်အရှာခွင်ကောင်းတွေလွတ်သွားနိုင်သလိုလောကထက်ကတရင်အဆက်အလက်တွေနဲ့အဆက်ပြတ်သွားတတ်လို့ပါဒါကြောင့်တီထောင်သူတွေနဲ့ဓာတ်ရိုက်ဆက်ဆံရပြီးသုကလေကနှစ်ဦးနှစ်ပတ်အကျိုးချိနိုင်မဲ့အကြောင်းအရာတွေနဲ့လက်တွဲပြီးလောက်ကင်သွားဖို့သင်မသင်အပေါ်မူတည်နေတဲ့အကြောင်းအချက်အလက်တွေဆွေးနွေးတိုင်ပင်ညင်းကုန်မေးမြန်းတာမျိုးတွေပဲ ဖြစ်တင်ပါတယ်တေချာတလောက် တီထောင်သူတွေပေးလာတဲ့အချက်အလက်ကမပြည့်စုံပါဘူးအဲ့ဒါထက် သူတို့ပြောလာသမျှအကြောင်းအရာတွေကိုစစ်ထုတ်လိုက်ရင်ခိုင်မာတဲ့အချက်ကအတော်လေးကိုနည်းနေတတ်ပါလေဒါကလည်းထုံးစံဖြစ်နေပါပြီအဲ့ဒီတော့ရင်းနှီးမြုပ်နှံဖို့တင့်မတင့်ဆုံးဖြတ်ဖို့ဆိုရင်အမြဲတမ်း ကံအပေါ်ပုံချပြီး လောင်းကြီးလှုပ်လိုက်ရတာကများပါတယ်။နမ်းမြေကျော်ကစ်လင်းကဝန်နန်းကောင်းတယောက်ဖြစ်တယ်လို့အတော်လေးထက်မြက်တဲ့အရင်ရှင်လောင်းတယောက်နဲ့လက်တွဲခဲ့ဘူးပါတယ်။ဒါပေမဲ့တစ်နှစ်ကျော်ကြာအောင် သူနဲ့လက်တွဲခဲ့တာကြောင့်တခုတလေမှယင်းဒီမြုပ်နံတာမျိုးမလော့ဘူးတီထောင်သူတွေနဲ့တွေ့ပြီ တီထောင်သူတွေနဲ့တွေ့ပြီးတိုင်းသူပြောလိရှိတဲ့စကားက တခုခုတော့လွဲနေတယ်လို့ပဲ မဟန်ဘူးဟုတ်တယ်အကုန်လုံးလွဲနေကြတာကြည့်ပဲသူမှမဟုတ်ဘူးအရင်ချိန်တိုင်းအဲ့ဒီလိုခံစားမိတာ ထုံးစံပြဒါပေမဲ့လာသည်မြင်းထုတ်ပတ်ထုတ်ပြီးတခါလေးတောင်မှဆက်လက်မှမပြတ်တည်းရဲ့ဘယ်တော့မှ သူဖြစ်ချင်တဲ့ အရင်ချင်းကြီးဖြစ်လာမှာမဟုတ်ဘူးလေဖြစ်လဲမဖြစ်သွားပါဘူးနောက်ပိုင်းယင်းဒီမြုပ်နှံမှုစွန့်စားစီးပွားရေးလောကထဲကနေထွက်သွားပြီး သူတကယ်ကျွမ်းကျင်တဲ့ထိတ်တန်းကုံငင်ကြီးတွေမှာပဲစီးပွားရေးမူဝါဒအကြံပေး သွားလုပ်နေလေရဲ့ကြောရရင် တော်လဲအထင်လွဲအထင်မှားခဲ့ဘူးတယ်လေလစ်ကျွန်တော်က ဒီစာအုပ်ရေးဖို့အကြံပေးလာတော့ကျွန်တော်သဘောမကျခဲ့ဘူးအတွေးများသွားသေးတယ်သူ့ဘက်ကကျွန်တော်နားဝင်အောင်စက်တိုက်ဆိုတလို့နားချတော့မှ သူပြောတဲ့အမြင်မြင်မိသွားပြီးလက်ခံနိုင်ခဲ့တယ်ဗျသူ့ကြောင့်သာ မဟုတ်ရင်ကျွန်တော်လည်းဟိုတယောက်လိုပဲဖြစ်သွားတော့မှာရဲ့အရင်စဉ်တယောက်အနေနဲ့ပယ်တော့မစိုးရင်းနှီးမြုပ်နှံရေးအတွက် အခြေခံထားဆုံးဖြတ်ရန်ပုတ်ကုန်ထုတ်ကုန်ဈေးကွက်ကို ကြည့်ပြီးမှ ဆုံးဖြတ်လေ့ရှိပါတယ်အစောပိုင်းအင်တာနက်အပယ်တွေမှာကနအူရင်းနှီးမြုပ်နှံခဲ့ဘူးတဲ့စံပြအရင်ချင်းကြီးအတတော့အတတော့ကတခါပြောခဲ့ဘူးတဲ့ကျွန်တော်ကတော့ပုတ်ကုန်ကိုကြည့်ပြီးရင်းနှီးမြုပ်နှံတဲ့အကျံမပေါ်လဲ အကြံပေါ်လည်းမဟုတ်ဘူး sorry ကျွန်တော်ကတော့ပုံကိုကြည့်ပြီးရင်းနှီးမြုပ်နှံတယ်အကြံပေါ်လည်းမဟုတ်ဘူးဘွယ်အပေါ်လည်းမဟုတ်ဘူးလူကောင်းလူတော်ဖြစ်ရုံမှန်ရင်ထုတ်ကုန်လွဲနေခဲ့ရင်တောင်သူပြောင်းလဲလိမ့်မယ်အဲ့ဒီတော့ထုတ်ကုန်ကောင်းပါတယ်ပြောပြီးကာမမကောင်းတယ်လို့ဖြစ်သွားခဲ့ရင်ဘယ်နဲ့လုံးမလဲလူအပေါ်မူတည်တဲ့ အချို့ကြပြန်တော့ထုတ်ကုန်သို့မဟုတ်စီးပွားရေးဖွင့်ကောင်းအကြံကောင်းကမှ အရေးကြီးဆုံးဖြစ်ပြီးအကြံကောင်းမှမရှိရင်ဘာမှရှိလာနိုင်မှာမဟုတ်ဘူးအဲ့ဒီတော့အကြံကောင်းထွက်တဲ့ပုံကောကအကြံကောင်းထွက်ရုံနဲ့ထွက်ပြီးအကြံကောင်းကိုအကောင့်ထဲမပေါ်နိုင်ရင်ဘာထူးမှလည်းအဲ့ဒီတော့ပုံကောစရာကတယောက်မစွရင် နောက်တယောက် ပြောင်းသုံးလို့ရနိုင်တယ်တဲ့ဒါကြောင့်အကြံကောင်းတာချည်ရန်ငွေအဖြစ်အချိန်မရွေးပြောင်းလို့ရနိုင်တယ်တဲ့လေဘဲသူမဆိုးလက်ခံထားတာပါကြတော့ဈေးကွက်ထဲနံမီကျော်စကရစ်ကပီတဲ့ရဲ့တီထောင်သူကြီးဒွန်ဗင်ဟန်တန်ရဲ့ကြောခဲ့ဘူးတဲ့ဈေးကွက်ကြည်လွန်လို့စီမံခန့်ခွဲဖို့တောင်းအနိုင်နိုင်စူးစမ်းရတဲ့ အခွင့်အလမ်းမျိုးကိုကျွန်တော်ဖူသဘောကျတဲ့လေအားလုံးထက် quiz square fan trail ရဲ့ပတနာကြီး anti workman စီကနေပုတ်ကိုလာထုတ်ကုန်လာဈေးပွက်လာမဲကွန်းတွေအကောင်းဆုံးအဖြေကိုရှားခဲ့တယ်မဲကွန်းတွေအတွက် အကောင်းဆုံးအဖြေကိုရှားခဲ့တယ်ဗျသူကိုကျွန်တော်ကမေးလိုက်တော့ မေးစိတ်ပူရင်ခဏလောက်စဉ်းစားတယ်ပြီးတော့မှသူ့ဖြေတယ်ငါပါငါပါလို့ရွေးနေရအောင်မလဲတဲ့